။ထမင်းစားတဲ့အချိန်အချင်းပါမစားတတ်တဲ့သူတွေအိမ်မှာအချင်းတုတ်ကလည်းအလွယ်တကူဘာမှမရှိဘူးဆိုရင်တမယာသီးနဲ့ငပီတောင်းရှိုံနဲ့ဒီလိုမျိုးအတုပ်လေးတုပ်စားလို့ရတာပေါ့နော်။အရင်ဆုံးတမယာသီးအစိမ့်ဟိုပဲအခွန်စားနဲ့ပုတ်စီပြီးတော့တန့်စင်ထားမယ်ပေါ့နော်။ပြီးရင်အလဲဥတိုင်းနဲ့အစီလေးတွေထုတ်ပြီးတော့ပပလေးတွေလီထားပါမယ်။လူမျိုးတုတ်တဲ့အခါမှာလေတမယာကွန်ကလည်းမှုမွေးလေးနဲ့လေခါတဲ့အရသာမရပဲနဲ့စားကောင်းပါတယ် အကယ်၍ကိုကလေတမယာသီးကိုလေအရင်ဦးဆုံးဝပီတော်ကိုညှစ်ပြီးတော့မှတမယာခွန်တွေကိုကကြီးနဲ့ကိုက်ပြီးထည့်တယ်ဆိုရင်လေတမယာအခွန်တွေကအခါတက်ကထွက်လာပြီးတော့လေအရန်ခါပြီးစားလို့မရပါဘူးဘူးလိုမျိုးသုတ်တဲ့နေရတော့လေအခွန်ကလည်းမခါပဲနဲ့လေခါရရတာနည်းနည်းလေးပဲပါပြီးတော့မှုဝေးလေးနဲ့တော်တော်လေးစားကောင်းပါတယ်ပစုံချောင်းမုတ်ထည့်တယ်ပြီးရင်ပြီးတော့ထည့်တယ်ပေါ့။မပြီးတော့ကိုတော့ချက်တွင်ပြီးရင်ရေးသေးစင်းရဲ့ပစုံချောင်းရည်နဲ့ထောင်းထားတာပါ။အရင်ရောအဆက်ကိုအရသာပါပြီးသားဖြစ်တဲ့အတွက်ကြောင့်ရေးသေးထမထည့်တော့ပါဘူး။ပြီးရင်ဒေချာလေးနေပေးပါမယ်။ အအချင်းအရေးတွေထွက်လာသည်တီကိုနေပေးတယ်ဗောနော်ဒါဆိုရင်တော့ချင်းရဆက်အရသာလေးနဲ့တံမြာခွင်းရဲ့မှုမှုလေးအရသာလေးပါပါတယ်အချင်းတုတ်လေးတွေရပါလိဒီလိုတံမြာသည်အခွန်တုတ်ကိုတော့ချီလီတို့အိမ်မှာအချင်းမရှိရဲ့နေဆိုရင်တုတ်စားနေကြဖြစ်ပါတယ်အကယ်၍မစားဘူးသေးဘူးဆိုရင်စမ်းတုတ်စားကြည့်နော်အရင်စားကောင်းပါရှင့် thank you